ကျွန်တော်နာမည်ကတော့မောင်မင်းသူပါကျွန်တော်တက်ကတော့22နှစ်ရှိပါပြီခင်ဗျဟုတ်အအဓိကတော့ကျွန်တော်တို့အခုက social media case ဆိုတော့ online ပေါ်မှာလည်းတင်ကြရဲပေါ့နော်အဲ့တော့တင်အဲ့လိုတင်ကြရင်လည်းမှကျွန်တော်တို့တိလာတာပေါ့ပြီးတော့တချို့ဓမ္မမိတ်ဆွေတွေလည်းရှိရဲဆိုတော့အဲသူတို့ကလည်း sharing လုပ်ပေးရင်းနဲ့ပေါ့နော်တိလာခဲ့ရဒါပေမဲ့ကျွန်တော်က batch 2လောက်မှမိရဆိုတော့လေပထမ batch 1တော့ကျွန်တော်မတိလိုက်ဘူးပေါ့နော် အဓိကကျတော့ကျွန်တော်တို့ကဟိုငငယ်ငငယ်ကလေးရပေါ့နော်အာဒီအပတ်စဉ်ဓမ္မစကူတွေလည်းတက်လာတာဆိုရဲခါကျတော့အဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဖျားအစာနဲ့ပတ်သက်ပြီးတော့နည်းနည်းရှင်းလင်းမှုရှိတယ်ပေါ့နော်ပြီးတော့ဝါသနာအခြေခံလည်းရှိရဲခါကျတော့အဓိကတော့ဝါသနာအတွန်းအားပေးလို့ ခြေပြစ်တာလည်းပုံပြီးတော့များတာပေါ့နော်အရင်တော့ကတော့나ယူဘူးရဲ့ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့အချိန်နေတော့မတူတော့ဘူးပေါ့နော်အရင်တော့ကကြတော့ဟို나ယုံ나ယုံတက်တက်ပဲပေါ့နော်အခုကကြတော့တေချာလေး upline လေးလုံးနိုင်လာတယ်ပေါ့နော်အစာတွေးဖြစ်တင်ရတာဆိုတော့လည်းပုံပြီးတော့မှအစိတ်ထဲရောက်လာတယ်ပေါ့ဟုတ်အအဓိကတော့ပေါ့နော်ကျွန်တော်တို့ကအအကုန်လုံးကဆရာတို့ရဲ့ရည်ရွယ်ချက်ကလည်း self study လုပ်ဖို့အတွက်ရည်ရွယ်တာဆိုတဲ့အခါကြတော့လေအတော်တော်များများကတော့ online ကနေပြီးတော့ဆရာမကြီး talking လာတင်တင်တဲ့ video တွေပေါ့နော်ကျွန်တော်ဆိုလဲအဲ့ဒါပေါ့နော်ဆရာမကြီးရဲ့ကျေးဇူးနဲ့ပဲအဒီချိန်ထိရောက်လာခဲ့ရပါပေါ့နော်ဆရာမ ကြီးတင်ထားတဲ့ဗီဒီယိုတွေကိုကြည့်တယ်အဲဆင်မကြီးတင်ပေးတဲ့နီလန်းတွေအတိုင်းလိုက်လုပ်ပြီးတော့မှဖြစ်စွာအောင်မြင်လာတာဖြစ်ပါတယ်ဟုတ်ဟုတ်အဓိကကတော့လေစိတ်နဲ့ပတ်သက်တဲ့သင်ခန်းစာတွေပေါ့နော်ကျွန်တော်တို့စိတ်ရဲ့အညစ်အကြေးများလို့စိတ်ရဲ့ထွက်ပေါက်များလို့ဆိုပြီးတော့မှပါတယ်ပေါ့နော်အဲ့တော့အဓိကကတော့ကျွန်တော်တို့ကဟိုစိတ်တစ်ခုနဲ့လည်းလူလုံးမရတာဆိုရဲအခါကျတော့လေအဲစိတ်ညစ်အကြေးတွေမဝင်ဖို့အတွက်အလမ်းချောင်းပြပေးရဲ့စိတ်ရဲ့ထွက်ပေါက်တွေကိုရဖို့အတွက်လမ်းချောင်းပြပေးရဲ့ဒီသင်ခန်းစာတွေကပို့ပြီးတော့မှကိုယ့်အတွက်အဆင်ပြေတယ်ပေါ့နော် ဟုတ်အာ level 1 2 3ရတော့ကျွန်တော်တို့အဲသုံးခုစလုံးတော့ပုံစံနဲ့အောင်ခဲ့ရပါတော့နော်တော်တော်လေးတော့ကွာသွားတယ်ပေါ့နော်အငငယ်တော့ကကြတော့အတရားဓမ္မနဲ့ရင်းနှီးရယ်ဆိုပေမဲ့လည်းပြောလောက်အောင်မဟုတ်သေးဘူးပေါ့နော်အခုနောက်ပိုင်းဆရာတော်ရဲ့စီစဉ်ပေးမှုနဲ့ဒီလိုဆံမွဲတွေဝင်ဖြည့်ပြီးရနောက်ပိုင်းမှာကြတော့စိတ်ကိုလည်းတက်နိုင်ဆုံးပြင်နိုင်သွားတယ်ပေါ့နော်ပြီးတော့အရင်တော့မလုပ်ဘူးတဲ့အရာတွေလည်းတစ်ဖြည်းဖြည်းနဲ့အာပြုပြင်ပြီးတော့လှုပ်လာနိုင်တယ်ဆိုတော့လေကျွန်တော် apply method ဘက်ကိုတော့ပို့ပြီးတော့ကူးလာတယ်လို့တော့မျှော်လင့်မိတာပေါ့ကိုကိုကိုဟုတ် အဓိကတော့အရှိမဖြစ်ခဲ့သလိုပဲပေါ့နော်ဝါသနာအခြေခံပေါ်မှာရေငယ်တည်းကဒီဟာနဲ့ပတ်သက်ပြီးတော့အရန်ဝါသနာပါခဲ့တော့လေအာနောက်ပိုင်းဆရာတို့ရက်လမ်းချောင်းခင်းပေးလိုက်တယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ရှောက်ဖို့ပို့ပြီးတော့လွယ်ကူသွားတာပေါ့နော်အဲအားကြောင့်ပါ